ခြေလက်ဒေတာဖွံ့ဖြိုးရေးအတွက်နှစ်ရှည်စီမံကိန်းတွေကိုဒေတာကန်ရဲ့အစိုးရစီကအကြံဉာဏ်တွေယူပြီးအကောင့်ထည့်ဖို့ဆောင်ရွက်သွားမယ်လို့ကမ္ဘာ့ဘဏ်ဌာနကိုယ်စားလှယ်ကပြောကြားလိုက်ပါတယ်ခမတာကတင်ဆက်ထားပါရရှင်ကမ္ဘာ့ဘဏ်ကအကူအညီဆောင်ရွက်ပေးမဲ့ခြေလက်ဒေတာဖွံ့ဖြိုးရေးအတွက်နှစ်ရှည်စီမံကိန်းတွေကိုဒေတာကန်အဖွဲ့အစည်းတွေအစိုးရနဲ့ပညာရှင်တွေစီကအကြံဉာဏ်ယူပူးပေါင်းအကောင့်ထည့်ဖို့ဆောင်ရွက်သွားမယ်လို့မန္တလေးကိုလာပြီးဆွေးနွေးမှုတွေလုပ်နေတဲ့ကမ္ဘာ့ဘဏ်ဌာနကိုယ်စားလှယ်က DVP ကိုပြောပါတယ် The exercise which we are undertaking now is to prepare for the next 4 years 4 to 6 years လက်ရှိကမ္ဘာ့ဘဏ်ကလောက်ကန်ဆောင်ရွက်နေတာကတော့နာမည်၄နှစ်၆နှစ်စီမံကိန်းတွေအတွက်ပြင်ဆင်ဖို့ဖြစ်ပါတယ်။ဒါကြောင့်လည်းဒေသခံအဖွဲ့အစည်းအစိုးရလွတ်တော်နဲ့ပညာရှင်တွေစီကနေအကြံအညာသုံးသပ်ချက်တွေယူနေတာဖြစ်ပါတယ်။ကမ္ဘာ့ဘဏ်ကလည်းလက်ရှိစီမံကိန်းတွေထက်ကြီးမားတဲ့စီမံကိန်းတွေဆောင်ရွက်ဖို့ကတိပေးထားပါတယ်။အရင်ကလည်းကမ္ဘာ့ဘဏ်ဥက္ကဋ္ဌကမြန်မာနိုင်ငံကိုလာခဲ့ပြီး ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးမွေးမြူရေး၊ IoT ကကွယ်ရေးစတဲ့ကြီးမားတဲ့ project တွေကိုသူဆွေးနွေးခဲ့ပါတယ်။အဲ့ဒီကိစ္စတွေအတွက်ငွေပမာဏကိုတော့ကျွန်တော်မဖော်ပြနိုင်ပါဘူး။ဒါပေမဲ့မြန်မာနိုင်ငံအတွက်ကြီးမားတဲ့စီမံကိန်းဖြစ်တဲ့ဆိုတာသိချတယ်လို့ပြောပါတယ်။ဒါပြင်ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက်စီမံကိန်းတွေဆောင်ရွက်နေတယ်လို့စီမံကိန်းပေါင်း300ကျော်ကိုလည်း account ထဲပို့ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်းပြောပါတယ်။ရက်စစ်စွာအင်ကန်တာအတွက်တန်140 ဆက်သွယ်ရေးအတွက်တန်30ကျော်ပညာရေးအတွက်တန်80ကျော်နဲ့မုံပြင်းနဲ့တထုံလျှက်စစ်ဆက်ယုံပြန်လဲပြုတ်ပြင်ဖို့အတွက်လည်းအကူအညီထောက်ပံ့ပေးနေပါတယ်။ဒါတွေကလက်ရှိဆောင်ရွက်နေဆဲလုပ်ငန်းတွေဖြစ်တယ်လို့ကမ္ဘာ့ဗန်ဌာနကုစလေကပြောပါတယ်။မြန်မာနိုင်ငံအနေနဲ့ပြုတ်ပြင်ပြောင်းလဲရေးကာလမှာစိန်ခေါ်မှုတွေရင်ဆိုင်နေရပေမဲ့ကမ္ဘာ့ဗန်ရဲ့အတွေ့အကြုံတွေနဲ့အကောင်းဆုံးအကူအညီဆောင်ရွက်ပေးသွားမယ်လို့လည်းပြောပါတယ်။ Myanmar is undertaking a three transition at the same time. from uh, from a military to political transition from an uh, closed economy to an open economy from conflict to peace so there is a triple transition underta uh, being undertaken at the same time so there are challenges မြန်မာနိုင်ငံရဲ့အထက်ကစင်ခွန်မှုတွေကတော့စစ်တာကနေအရတာကိုပြောင်းတာတကားပိတ်စီပွားရေးကနေပြင်နေတဲ့စီပွားရေးကိုပြောင်းတာပဋိပက္ခကနေငင်းချရေးကိုပြောင်းစတာတွေကအထက်ကစင်ခွန်မှုတွေဖြစ်ပါတယ်ဒါကတခြားနိုင်ငံမှာမရှိဘူးတဲ့ပြောင်းလဲမှု၃ခုကို ်မြန်မာနိုင်ငံကတခါတည်းပြောင်းလဲလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာ့ဘဏ်အနေနဲ့နိုင်ငံပေါင်း100ကျော်နဲ့အလွတ်လုံနေတဲ့ဖွဲ့စည်းဖြစ်တာကြောင့်အဲ့ကနေအကောင်းဆုံးအတွေ့အကြုံတွေယူပြီးမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူဖြစ်အောင်ဆောင်ရွက်ပေးသွားမယ်လို့လည်းပြောပါတယ်။ဒါ့အပြင်ချင်းပြည်နယ်ကအစင်းရဆုံးပြည်နယ်မှန်ပေမဲ့ဒေသခံတွေကစိတ်အားထက်သန်မှုမြောက်မမှုတွေအရန်အားကောင်းနေတဲ့အတွက်တို့တို့တွေအတွက်ကြောင်းဆောက်ပေးတာရေရရှိရေလုတ်ပေးတာစတဲ့စီမံကိန်းတွေကတင်းငယ်ပေမဲ့ ထရောက်မှုတွေကြီးမားတာကြောင့်သူတို့ကိုထောက်ပံ့ပေးဖို့ကမ္ဘာ့ဘဏ်ကပိုပြီးစိတ်အားထက်သန်စေပါတယ်လို့လည်းပြောပါတယ်။ကမ္ဘာ့ဘဏ်ကမြန်မာနိုင်ငံကိုလုံခတ်တဲ့နှစ်နှစ်လောက်ကတည်းကရောက်ရှိလာပြီးဒေတာဖွံ့ဖြိုးရေးအတွက်ပါစုစုပေါင်းအမေရိကန်ဒေါ်လာတန်ပေါင်း980ကျော်ကိုထောက်ပံ့ပေးခဲ့တယ်လို့လည်းပြောပါတယ်။ကျွန်တော်ခွန်ပါတာပါ။